နမကြီးဖို့တိမ်မောင်းထောင်ချီအကုန်ခံကပစ္စည်းတွေကိုရိုက်ခွဲပြလို့လူတိများလာတဲ့အိုးခွဲကြီးကိုချစ်ပြည်သက်များအလုံးမင်းမင်္ဂလာပါရှင်ဆယ်လင်းစိုက်တာ page ကနေပြလဲကြိုးဆိုလိုက်ပါတယ် ပစ္စည်းတွေကိုရိုက်ခွေးမှာနာမည်ကြီးမင်းဆိုတဲ့ခံယူချက်နဲ့ဆိုရှယ်မီဒီယာထက်ပါဟိုလီတကြောကြောဖြစ်နေတဲ့သူကတော့ကိုအိုးခွဲကြီးကိုချစ်ပါဒီနေ့ခေတ် Facebook နဲ့ TikTok ပေါ်မှာကြီးလိုက်ရင်နာမည်ကြီးဖို့ပြူရဖို့အတွက်လူတွေကနီလန်ပေါင်းစုံတုံးလာကြတာတွေ့ရမှာပါတချို့တွေကထူးထူးဆန်းဆန်း fashion တွေဝတ်ကြတယ်တချို့ကျတော့လည်းအမိုက်ပုံကြီးတွေပေါ်တက်ထိုင်ပြီးတော့ဓာတ်ပုံရိုက်တင်ကြတယ်တချို့ကလည်းမတော်မနှံအပြုမှုတွေနဲ့ပရိသတ်စိတ်ဝင်စားအောင်လုပ်ကြတယ်အဲ့ဒီထေကမှအခုနောက်ပိုင်းအထူးကြဆုံးတဲ့ငွေကြီးအများဆုံးအကုန် ာများတဲ့နီလန်းကိုတုံးလာတဲ့သူကတော့ကိုချစ်ပါပဲကိုချစ်ဆိုတော့အရင်တုန်းကဂီတာလောကမှာနေရာတစ်ခုရဖို့ကြိုးစားနေရအဆိုတော်တူဖြစ်ပါတယ်ဒါပေမဲ့အနုပညာလောကဆိုတာကိုကဘလောက်ပဲတော်တော်ကန်တရားနဲ့အခွင့်အလမ်းမပေးရင်ထိတ်ဆုံးရောက်ဖို့ခက်ခဲပါတယ်ဒီတော့သူကတာမန်လန်းချောင်းအတိုင်းသွားနေလို့မရဘူးဆိုတာသဘောပေါက်ပြီးဘယ်သူမှမလုပ်ရဲတဲ့ဘယ်သူမှမလုပ်ဖြစ်တဲ့အိုင်ဒီယာတစ်ခုကိုစတင်လိုက်ပါတယ်အဲ့ဒါကတော့ဖြည့်ဆည်းခြင်းဖြင့်ဖန်တီးသောအနုပညာပါပဲ သူရဲ့ဗီဒီယိုတွေကိုကြည့်မယ်ဆိုရင်တန်ဖိုးရှိတဲ့အိုးခွက်ပကံတွေလျှက်စစ်ပစ္စည်းတွေနဲ့တခြားလူသုံးကုန်ပစ္စည်းတွေကိုအာပါတရရိုက်ခွဲပြစ်တာပောက်ခွဲပြစ်တာတွေကိုတွေ့ရမှာပါ။တာမန်လူတယောက်အနေနဲ့ကြည့်ရင်တော့နှမျောစရာကြီးဘာလို့ဒီလောက်ဖြုံးတီးနေတာလဲလို့မြင်နိုင်တယ်လို့တချို့ကလည်းဒီလူယူနေရလားဆိုပြီးတော့လောင်ပြောင်ပြောဆိုကြတာတွေရှိပါတယ်။ဒါပေမဲ့ကိုအိုးခွက်ကြီးကိုချစ်အတွက်ကတော့ဒါဟာယူသူမှုမဟုတ်ပါဘူး။ဒါက investment တစ်ခုလို့ဆိုပါတယ်။သူကိုယ်တိုင်ပြပြချက်အရာဗီဒီယိုတွေထွက်လာဖို့အတွက်ရိုက်ခွဲခဲ့ရ တဲ့ပစ္စည်းတန်ဖိုးတွေဟာသိန်းပေါင်းတစ်ထောင်ကျော်ထောင်ချီရှိနေပြီလို့သိရပါတယ်။ဒီပမာဏဟာနည်းတဲ့ငွေကြေးမဟုတ်ပါဘူး။ဒါပေမဲ့ဒီလိုရင်းနှီးလိုက်တဲ့အတွက်သူ့ကိုလူတွေကစိတ်ဝင်စားလာကြတယ်။သူ့ရဲ့ဗီဒီယိုတွေဟာ viral ဖြစ်လာတယ်။လူတိုင်းကသူ့အကြောင်းပြောလာကြတယ်။ဒါဟာသူ့လိုချင်တဲ့ Boston Brandy အောင်မြင်မှုပါပဲ။ နိုင်ငံတကာမှာလည်းဒီလိုပစ္စည်းတွေရဲခွဲပြတဲ့ channel တွေဟာပြူးတန်းချီရပြီးတော့ဝင်ငွေပြန်ရနေရတွေရှိပါတယ်။ကိုချီရဲ့အေးမန်းချက်ကလည်းပြည်ရင်းတင်မကဘဲနိုင်ငံတကာထိထိုးဖောက်ဖို့လို့ဆိုပါတယ်။ လူတွေကသူ့ကိုလောင်နေကြပေမဲ့သူကတော့သူ့ရဲ့လမ်းကြောင်းပေါ်မှာယုံကြည်မှုအပြည့်ရှိနေပုံပါပဲ။တကယ်တော့ internet လောကမှာလူစိတ်ဝင်စားမှုဟာငွေကြီးပါပဲ။လူတွေကသူ့ကိုချစ်လိုပဲကြည်ကြည်မုန်းလိုပဲကြည်ကြည်ယူနေတယ်လို့ပြောဖို့ပဲကြည်ကြည်ကြည်နေတဲ့များကာလာပတ်လုံးသူကအနိုင်ရနေတာပါ။အစိုးရဘဝနဲ့မအောင်မြင်ခဲ့ပေမဲ့အခုလိုအိုးခွဲပရင်အဖြစ်နေတော့သူကတနည်းအားကိုရောက်ရှိနေပြီဖြစ်ပါတယ်။ကိုချစ်ကအစောပိုင်းတုန်းကပစ္စည်းရိုက်ခွဲခြင်းုံမဲဆိုပေမဲ့နောက်ပိုင်းမှာကြည့်ရှုနေတဲ့သူတွေကိုဆုံးမစေတာလည်းပါပါတယ်။ဒါပြင် ချီရဲ့ဗီဒီယိုတွေကရိုးရိုးရှင်းရှင်းရိုက်ခွဲပြရုံတသက်မဟုတ်တော့ပါဘူး။ပစ္စည်းတစ်ခုကိုရိုက်ခွဲလိုက်တဲ့ဖြစ်စဉ်ကနေတဆင့်လူတွေရဲ့ဒေါသမောဟနဲ့ပတ်သက်ပြီးတင်ကန်းဆောင်တွေကထည့်သွင်းပေးလာတာတွေ့ရပါတယ်။ဥပမာဒေါသထွက်လို့ပစ္စည်းရိုက်ခွဲလိုက်ရင်ဘာအကျိုးမှမရှိဘူးဆိုတာကို ပစ္စည်းဥစ္စာဆိုတာမမြဲဘူးဆိုတဲ့သဘောတရားမျိုးတွေကိုပပလေးနဲ့ပညာပေးသွားတာပါဒါဒီမကသေးပါဘူးသူရဲ့ရိုက်ကူးမှုနေပညာတွေကအတော်လေးတိုးတက်လာပါတယ်။အနည်းပြောက်ွက်တွေအတန်အထူးပြုလုပ်ချက်တွေနဲ့ကြီးကောင်းအောင်တီးဖြတ်ထားတာကြောင့် destruction ASMR လိုမျိုးကြီးရတာကျေနပ်စရာကောင်းတယ်လို့ပြောတဲ့ပရိသတ်တွေလည်းရှိလာပါတယ်။ဒါကြောင့်လေသူဟာဝေဖန်မှုတွေကြားကနေသူလန်းသူလျှောက်ပြီးတော့အောင်မြင်မှုတစ်ခုကိုအရယူနိုင်ခဲ့တာဖြစ်ပါလိမ့်မယ်။ကဲပရိသတ်ကြီးတို့ရောဒီလိုနာမည်ကြီးဖို့အတွက်ငွေတွေအများကြီး သုံးပြီးတော့ပစ္စည်းတွေရိုက်ခွဲပြတဲ့ marketing strategy ကိုဘယ်လိုမြင်ကြလဲ။ဒါကအနုပညာဖန်တီးမှုလားဒါမှမဟုတ်အပိုလုံးရတစ်ခုလိုပဲမြင်လားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။ကျေးဇူးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။